ှစ်တန်းတောင်မအောင်မဲနဲ့လောင်ကစားမျိုးတော့ Las Vegas ရဲ့ဘရင်ဖြစ်လာသူကြောင့်ဘီလီယံနာဆိုတဲ့စကားလုံးကိုပြောလိုက်တာနဲ့ Mace ရဲ့မျက်လုံးထဲမှာကားကောင်းစားတွေအရင်ကြီးအပျော်စီးသင်းမော်ရီ Lesry Items မျိုးထဲလဲသုံးပြနေတဲ့သူတွေကိုပဲမျက်စီရဲတမ်းမြင်လိမ့်မယ်လို့ကျွန်တော်တင်တယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြသွားမယ့်သူကကြတော့ဒေါ်လာဘီလင်ပေါင်းများစွာချမ်းသာနေသည့်တိုင်အောင်မီဒီယာမန်သမီး Spotlight မန်သမီးသတင်းကောင်းစီးမန်သမီးကိုတက်နိုင်သမီးရှောင်ပြီးတော့ကြတော့သူလုံးစရာရှိရသူပဲ AC လုတ်ရင်နောက်မှ AC ရွှေရင်နဲ့ Las Vegas တမျိုးလုံးကအကျဉ်းဆုံးမှာဆိုရယ်ကာစီနိုတွေအားလုံးပတ်သိမ်းသွားခဲ့တဲ့ Silent Strategy Billionaire တဖြစ်လဲခက်ခါကိုရီယန်ရဲ့အကြောင်းတွေကိုဒီနေ့ဗီဒီယိုမှာတိတိရှင်းပြပြပြသွားမှာဖြစ်ပါတယ်။ပညာရည်ချင်းကိုကြည့်မယ်ဆိုရင်ရှစ်တန်းတောင်မောင်းခဲ့တဲ့သူ။နောက်ပြီးတော့အဖက်ဖက်မှာဆုပ်ပြတ်တက်နေပြီးတော့ကုန်းကောက်စရာမရှိအောင်ဒီဆင်းရဲခဲ့တဲ့သူ။ဘာကြောထောင်းတော့ကဘာ background ဘာ connection မှမရှိခဲ့တဲ့သူတစ်ယောက်ကနေပြီးတော့ဒုတိယကမ္ဘာစစ်မှာ US ဘက်ကနေပြီးတော့ ski jump ရယ်ဆိုရယ် pilot တယောက်။ဒါကဘာအလုံးမှာအကြီးဆုံးမှာဆိုရယ် hotel တွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်စောက်ပြခဲ့တဲ့သူတွေယောက်။ မာဖီးယားဘော့စ်တရဲ့ခေတ်လုံးမှာ6ကဘီစုပ်ပြတ်တက်နေတဲ့ Las Vegas မြို့တော်ကြီးကိုအရင်ထက်10သားလောက်ပိုပြီးစီလာအောင်အရင်ထက်10သားလောက်ပိုပြီးကျန်းလာအောင်အသက်သွင်းခဲ့တဲ့သူတွေရောဒေါ်လာဘီလီယံပေါင်းများစွာပြောင်းသွားအောင်ဒီကန်တရားဆင်းရိုက်ခဲ့တာတော့မှအရှုံးမပြည့်ရဲနဲ့ပြန်ကျုံရင်းယုံရင်းကနေပြီးတော့ခက်ကာဂိုရီယန်တရဲ့အရင်ထက်ပိုချမ်းသာအရင်ထက်ပိုအောင်မြင်အရင်ထက်ပိုကျန်းလာအောင်ဘယ်လိုမျိုး strategy move တွေရွှေ့သွားလဲဘယ်လိုမျိုးလက်တလုံးကြားကွက်တွေရွှေ့သွားလဲဆိုတော့ခဏနေမိတ်ဆွေတို့အသေးစိတ်နားလဲတော့ပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CIA YouTube channel ကနေကြိုဆိုလိုက်ပါတယ် ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆရာကြီး YouTube channel ထဲနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်ရဲ့တစ်ခုခုအကျိုးရှိသွားတယ်။ဘဟုသုတဒိုးသွားရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe share လုပ်သွားလိုက်ပါဦး။ Okay ဆိုတော့ January သေးသေးမသွားခင် Cat Category ငယ်ဖို့အရင်သွားလိုက်အောင်။ကက်ကာဂိုရီယန်ကို1910ကို Fresno California မှာမွေးခဲ့တယ်။မိဘ၂ယောက်လုံးက Armenian immigrants နေ။ဆင်းရဲတာမှာတော်တော်လေးဆင်းရဲ။ကုန်းကောက်စရာမရှိအောင်ကိုဆင်းရဲ။ သူ့ဖေဆိုလဲသူ့မိသားစုစောက်ဝယ်နေရေးအစဉ်ပြောင်းဆိုပြီးအလုပ်ကတော့လှုပ်နေရမျိုးစုံဥမာပေးရမယ်ဆိုရင်ဗျာစိုက်ပြောရဲဆိုတဲ့လှုပ်တယ်ဒါပေမဲ့ရှုံးတယ်အဲ့တော့မွေးမြူရေးပြောင်းလို့တယ်ဒါလည်းလစ်တာပဲတခြားစီးပွားရေးလှုပ်တယ်ရှိသမျှပြောင်းတယ်ခုလိုမျိုးအဖေဖြစ်သူကလက်နဲ့ထိသမျှရွှေဖြတ်တာမဟုတ်လက်နဲ့ထိသမျှလစ်နေတဲ့အခါကျတော့သူတို့မိသားစုစောက်ဝယ်နေရေးအတွက်ကျတော့အပြင်ကနေဟိုဆွဲဒီဆွဲနဲ့အကျွေးပဲကြည့်ရတယ်ဒါတော့ကျွေးရှင်တွေပြန်တော့နေအချိန်မှာသူတို့ကပေးတယ်ပစံမရှိဘူးဗျာမရှိတော့ကျတော့သူတို့ပုံနေရင်ပုံနေဒါမှမဟုတ်လည်းအိမ်နေတဲ့အိမ်မိတိန်ပြောင်းပြီးတော့ပတ်ရှောင်နေရတယ် ဒီလိုမျိုးအရင်တိုင်ပြောင်းနေတဲ့အခါမှာခက်ခါကိုရီယန်ကသူ၈တန်းနေရောက်တဲ့အခါမှာတော့ကြောင်းဆက်မတက်တော့ဘူးကြောင်းဆက်မတက်ဘဲနဲ့ထွက်ပြီးတော့ပဲဂျုံအောင်လို့လှုပ်ပြီးတော့လောလောဆယ်မိသားစုစာဝယ်နေရအစီအပြောင်းသူဝင်ပြီးရှင်းပေးဖို့ပဲဆုံးဖြတ်လိုက်တယ်ဆရာသမားတခုရှိရအလုံးနဲ့ပတ်သက်ရင်တော့ဟိုဝါဒီယာရွေးမနေဘူးဘယ်အဖြစ်အကုန်ဂျုံနေသူများစီမှာတန်ရှင်းရသွားလောက်အောင်မယ်ဆိုလဲရတယ်နောက်တော့ကစားဝဲလို့လောက်အောင်မယ်ဆိုလဲဖြစ်တယ်အဲ့တမဲဆိုင်ကနေသွားပြီးတော့နေသားပါညာလောက်လောက်ရမယ်ဆိုလေရတယ်သူတို့ကအကုန်ရတယ်အကုန်ဖြစ်တယ်အဓိကထိုက်တဲ့နေ amount တစ်ခုရမယ်ဆိုသူဝင်ကြုံးတယ်အဲ့ဒါရင်မကတိပဲနဲ့ဘာထက်လုံသေးလဲဆိုတော့ အားရချိန်မှာသူကဘောင်စင်ပါညာလဲဝါသနာပါတော့ဒါ self story လုပ်တယ်လုပ်ရဲဆိုတော့ဝါသနာပါယုံတသက်နေရောလုပ်တာမဟုတ်ဘူးဗျာအဓိကကျသူ underground မှာဒီပွဲ season ပေးပြီးတော့ထိုးခိုင်းတဲ့ပွဲတွေရှိတယ်ဒီပွဲတွေဝင်ထိုးလို့ရှင်ရှိုးရှိုးနိုင်နိုင်တော်တော်အလောက်အတားလေးရတယ်ဆိုတော့သူကဘာမှစဉ်းစားရမလို့ဝင်ကျုံးတယ်ဒီလိုမျိုးရှိသမျှအလုပ်အကုန်ပတ်လုပ်ပြီးရသမျှပတ်စံအလုံးသူကနှစ်ပုံပုံလိုက်တယ်တပုံသူ့အိမ်ရောပေးတယ်တပုံကျသူကသူဆူတာအဲ့လိုနဲ့နေလာရင်ကနေတရက်မှာသူရဲ့သူ့တငယ်ချင်းရဲ့က အရင် pilot ဖြစ်ပိုးတဲ့ pilot hound တယောက်က host တို့တဲ့ဟောပြောပွဲတစ်ခုသူတို့သွားတက်ကြတယ်တက်တဲ့အခါမှာတော့ဒီ host ရဲ့ထုံးစံတိုင်းပဲဒီသူတို့ pilot ဘောကဘယ်လောက်ထိအဲစိတ်ဝင်စားစရာရင်ခုန်စရာအပြည့်ဖြစ်ကြောင်းဘယ်လောက်ထိလမ်းကြောင်းဘယ်လောက်ထိကောင်းကြောင်းဘာညာစသဖြင့်အပေါ်ကနေပြီး share အထုတဲ့အခါမှာကျတော့အောက်ကနားထောင်နေတဲ့ကောင်တွေနားထောင်နေတဲ့တက်ကြွရတဲ့ချက်ဖားတွေဖြစ်ပြီးအားရတက်ပို့ဒါပေမဲ့နောက်ဆုံးပိတ်သူပြီးခင်နေလေးမှာတော့ပိုင်းညက်ပြောသွားလဲဆိုတော့အဲသူကဒီသူတက်ထားတဲ့ skill set တွေအဲဒီသူတက်ထားတဲ့ pilot နဲ့ပတ်သက်တဲ့ knowledge တွေအားလုံး sharing လုပ်ပေးခြင်းနဲ့ ဒါပေမဲ့ဒီတော့ကိုကတို့ဆိုင်ဆိုင်ရ freeze တစ်ခုပေးပြီးတော့ဒါသူစီမှာတန်းတန်းတက်ရမယ်ပေါ့အဲသူစီတန်းတန်းတက်ပြီးတော့ဆောင်းနာတို့ဒီ summary တွေပါရှိရပြတော်ပြီးမောင်းပြဖြေး license ရပြီဆိုရင်မင်းတို့ကြက်တဲ့အလုပ်ပြန်လုပ်ရပြီအစီအပြေရပေါ့ဒါမျိုးပြောဒါပေမဲ့ပြဿနာအားကြတော့သူ down နဲ့ fees တော်တနာရီ3ဒေါ်လာ4ဒေါ်လာတောင်းနေနောက်ပြီးတော့ကြာဒီလင်းမောင်းတဲ့ကိစ္စဆိုတော့တပတ်နှစ်ပတ်တစ်လနဲ့တက်တဲ့ကိစ္စမဟုတ်ဘူးလေဗျာသူက နိုင်900 300 400ဒါမျိုးတင်မှာတက်တယ်ကိစ္စဆိုတော့ရှင်းအောင်ပြောရရင်သူ cost တစ်ခုလုံးပေးဆိုဒေါ်လာ1000ပတ်ချာတယ်သွားကြရမယ်အဲ့အချိန်ကဒေါ်လာ1000ဆိုတော့ဒီဘက်ခေတ်နေထိုင်ဆိုဒေါ်လာ2000လောက်ဖြစ်နေပြီအရင်များတယ်လေကျောင်းကျတော့ဈေးကြတာနဲ့ဒါသူတခြားកောင်တွေကတော့တော်ပြီငါတို့နဲ့မဆိုင်ပါဘူးငါတို့နဲ့မတန်ပါဘူးဆိုပြီးလက်လျှော်ပြီးလက်သွားရတယ်ဒါပေမဲ့ခက်ကာဂိုရီယန်ကတော့ခက်ကာဂိုရီယန်ဆိုတော့သူကဈေးဘယ်လောက်ဖြစ်နေလဲအဲသူဒီဖိုင်းလော့ကဖြစ်ချင်သွားပြီဖြစ်ချင်သွားပြီဆိုတော့ဖြစ်အောင်လုပ်မယ်ဆိုတော့သူတန်းနေထင်ချပြီးသွားပြီဖြစ်တဲ့အတွက်ဘယ်လောက်ခက်ခက်သူကကြုံမှာအဲဒီ fees နဲ့ပတ်သက်တဲ့ဟာမှန်တယ်များတော့ကသူကသူအလုပ်လုပ်ပြီးရောပတ်စံစုမယ် ဆိုပြီးတော့သူကဒီအောင်ဖြစ်မဲ့နေတက်မယ်ဆိုပြီးတော့ပဲဆုံးပြလိုက်တယ်အချုပ်ပြောရမယ်ဆိုတော့ cat categoryan ကဒီတဲ့နန်းတက်ဖို့အတွက်လိုအပ်တဲ့ပတ်စံမထွက်ထွက်လာအောင်သူရှိသမျှလုပ်ပတ်လုပ်ပြီးအကုန်စုတယ်ကျေပြကြဒီတန်တန်းမှာသူ9လကျော်ဒူဝေတာပဲနဲ့လိုအပ်တာတင်ပြီးတော့နောက်မှာတော့သူ့အနေနဲ့ official pin တော့ license ရပါတယ်သူဒီဒေါ်လာ1000ကျော်ပေးပြီးတော့ရတာဒီ pin တော့ license ကြီးကိုင်ပြီးသူဘာလုပ်ရမလဲမသိဖြစ်နေတော့မှဒုတိယကမ္ဘာစစ်နဲ့တော့တိုးတယ်အဲ့မှာသူကဘာထားလုပ်လဲဆိုတော့ကျတော့ US ဘက်ကနေပြီးတော့ loret setter တွေမှာဝင်ကြုံပေးမယ် pin လော်အနေနဲ့ဝင် join တယ် သူရဲ့ရိုးကကျရုပ်ရှင်တွေထဲမှာမြင်မှုတလို့မျိုး jet fighter တွေမောင်းနေဖိုင်လို့မဟုတ်ဘူးသူ bomb တွေ launch လုပ်တဲ့ bomb မကြီးကြီးရှိတယ်ဆိုတော့ဒီ bomb မ jet တွေကိုဒီ anyen များပါတယ်ဆိုတော့ route တွေရှိတယ်ဗျ Atlantic Ocean ကိုဖြတ်ပြီးတော့ကျသူတို့ပို့စီခြင်းတဲ့နေရာတွေရှိတယ်ဒီနေရာရောက်ဖို့အတွက်ကိုသူကိုယ်တိုင်အဲ့ jet ကိုမောင်းပြီးတော့ကျသွားပို့ပေးရတဲ့ ferry လို့ဆိုတော့ဒီအတွက်ကို Royal Air Force Ferry Command ကိုဝင် join မျိုးကျဝင်လို့တယ်လက်ရှိသူရဲ့ rose ဆိုတာတော်တော်ကြီးကိုဇာပြင်းမှာယူလို့ရရ rose မျိုးပြဘယ်လိုလဲဆိုတော့ကျွန်တော် GPS လည်းမရှိဘူး radar လည်းမရှိဘူးတခါသူများပိုင်နေတဲ့ရောက်ပြီဆိုရင် ်ဆိုတော့ enemy ဘက်က pilot တွေကကိုယ်ကိုလိုက်ပြီးပြစ်ချမယ်ကိစ္စတွေဗ ారి ညာရဲ့ရှိသေးတယ်။ကျွန်တော်ဗျာထားပါတော့ဥမာပေးရမယ်ဆိုရင်ကျွန်တော်တို့ဒီ US ဘက်ကနေပြီးတော့တပတ်တပတ်ကို ferry ဆက်စင်းလွတ်တယ်။အဲသူတို့ဆိုင်ရဆိုင်ရမင်းတို့ဒီနေရာဒီနေရာရောဒီ jet တွေတွတ်ပို့ဖို့။ဒါပေမဲ့အဲ့လိုလွတ်တဲ့အခါမှာတကယ်တကယ်ရောက်တာ3စီး4စီးတည်းမပို့ဘူး။ channel pilot တွေကတော့ရင်ကောင်းရင်လိုပဲတဖြုတ်ဖြုတ်နဲ့ရှင်းရတာ။ဒါမျိုး NA များတဲ့ကိစ္စတွေကြောင့်လည်းသူတို့ဒီ pilot တွေကိုပေးတဲ့အခါမှာသူတို့ပို့တဲ့ delivery way ပေါ်လိုက်ပြီးတော့အနည်းဆုံးဒေါ်လာ1000လောက်ကစပြီးပေးတယ်။ ဟိုကိုသွားရမယ်လမ်းကြောင်းကပို့ပြီးတော့အဲဒါ risk များတယ်ပို့ပြီးတော့ risky ဖြစ်တယ်ဆိုတော့ပို့ရတာပေါ့လေအဲ့မှာဆရာသမားကဘာလုပ်လဲဆိုတော့အကြောက်လန့်မရှိဘဲနဲ့သူ့အသက်ပါလောင်းကြီးထက်ပြီးတော့အန်ရအများဆုံးဆိုတော့ route တွေပဲရွေးပြီး win ဆော်တယ်အဲ့တော့လိုဒိုရှင်းပြောရမယ်ဆိုရင်တော့သူကနေပြီးတော့ရသမျှပတ်စံအားလုံးကိုသူနေစရူက RAM ကိုအတွက်လိုအပ်တဲ့ကိစ္စတွေမှာသုံးမဲ့ energy ရအောင်လောက်ပဲစားတယ်။ကျန်တာအားလုံးအကုန်လုံးစုတယ်။ဘာမှအပေါ်မသုံး။အဲ့လိုမျိုးပုံစံနဲ့ RAM လာလိုက်တာဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာ CAC category ရဲ့လက်ထက်မှာဒေါ်လာ1000ကျော်စုမိသွားတယ်။ တခုရှိတာကကျတော့စစ်ကြီးပြီးသွားတဲ့အခါမှာ US government ဘက်ကသူတို့ဒီဆောနာတုံးထားတဲ့လေးရင်တွေဆိုတောင်းလို့ပုံနေရအများကြီးပဲဒူးနေတယ်ဒါကိုအကွက်မြင်တဲ့ Kagorian ကဘာဝင်ရွှေ့လဲဆိုတော့ကျတော့သူကလေးရင်ဆုပ်တယ်လိုက်ပါတယ်သူမှလည်း experience ကထိုက်တဲ့လောက်ရှိပြီဆိုတော့ဒီကောင်ကသူပြန်ပြင်လို့ရအောင်မလားပြန်ရွှိုင်းလို့ရအောင်မလားကြည့်ရရဆိုသူဝယ်အောက်ဈေးနဲ့လိုက်ဖြတ်တယ်ဖြတ်ပြရကြမှာဒီကောင်ကိုပြန်ရွှိုင်းရွှိုင်းပြီးတော့ဝယ်လက်အစ်စ်ပြန်ရှာပြီးသူတို့လက်တွေထင်ကြားတဲ့အဟာစားပေါ့ဒါမျိုး strategy နဲ့ပဲလူပင်ပတ်နေရင်ကနေပြီးတော့သူအသက်30ကျော်မှာခီးတဲ့တင်လေးရင်တစည်းပါဝယ်နိုင်တဲ့အထိ ဘတ်ဂျက်ကတောင်းလာတယ်ခက်ခါကိုရီယန်ကဘာကိစ္စဒီလိုမျိုးဆုံးဖြတ်ချက်ချရလဲဆိုရင်ကျွန်တော်ရှင်းပြမယ်အဲ့ဒီအချိန်တို့ Los Angeles ကဒါ high profile သမားတွေဆိုလိုရဗျာ celebrity ပါမယ်နောက်ပြီးတော့ဒေါ်လာအသန်းပေါင်းများစွာချမ်းသာတဲ့တထေးတွေဘောစီတွေပါမယ်ဒါပေါ့ weekend ဆိုရနဲ့လင်းငင်းငါပြောကြတော့ Las Vegas ကိုသွားတယ်အဲ့မှာသူတို့လောင်းကစားလို့ gambling လုပ်တယ်ပြီးတော့မှနောက်ဘက်ဒါရုံးတရရောက်ပြီဆိုပြန်လာတယ်သူတို့ကသူ run ရရှိ origin set run တယ်ဒါမျိုးအပန်းဖြေကြတယ်ဒါအောင်ခက်ခက်ကိုရီယန်ကတည်ရတဲ့အတွက်သူစဉ်းစားရရှင်းရှင်းလေးပဲအဲ့လိုမျိုးသွားချင်တဲ့ကောင်တွေကို သူ့လျင်နဲ့သူကနေပြီးလိုက်ပို့မယ်လိုက်ပို့ပြီးကြားရရနေပြီးသူယူရရှိရဲ့ face you မယ်ပေါ့ဒါမျိုးပေါ့ဆိုတော့သူ့ဒီရိုင်းဒီရောက် account ထဲဖိုးတဲ့သူ company စထောင်တယ် company စထောင်တော့ရင်းမှာတော့ဝန်ထမ်းလဲသူပိုင်ရှင်လဲသူလျင်မောင်းနဲ့ဖိုင်းတော်လဲသူသူ့လျင်မှာလိုက်စီမဲ့ခင်းရတဲ့ရှာလဲသူအကုန်လုံးသူတယောက်တည်းပဲဒီလိုမျိုးဆွဲဆောင်ရမင်းသားလုပ်ပြီး share ကျုံးတယ်နောက်ပြီးတော့ဒီဘက်ကရတဲ့ person တွေ profit တွေဆိုရင်လည်းဘာကားမှလည်းမွေဘာအိမ်မှလည်းမွေသူရသည်မှာ person အားလုံးလက်ရှိလုပ်ငန်းတွေကို100%အကုန်ပြင်ရင်းပြီးတော့ reinvest ပြန်လုပ်တယ် ဆိုတော့ဒီလိုဆိုရဲအခါမှာသူ့ရဲ့ company အောက်ကပိုင်တာကလေးရင်တစ်စီးကနေနှစ်စီးနှစ်စီးကနေ၄စီးနောက်ပြီးတော့သူ့လောက်အောက်ကဝန်ထမ်းတွေဖိုင်လို့ရဆိုရဲတပြုတ်ဖြစ်လာတဲ့ဒီသူ့ company အကောင့်ကြီးတာလေးရင်တွေများလာတဲ့အခါမှာခက်ခက်ကိုရီယန်ကသူ့ company running infrastructure ကိုထပ်ပြီးပြောင်းလိုက်တယ်ဘယ်လိုလဲဆိုတော့အရင်ကသူတို့ရဲ့လမ်းကြောင်းရှင်းတယ်ဗျာ weekend တွေပါရညာပြီဆိုတာနဲ့ vegas ကိုသွားပြီးတော့လောင်းစားလှုပ်ရှင်တဲ့ကောင်တွေ gambling လှုပ်ရှင်တဲ့ကောင်တွေကိုသူ့လေးချောင်းလိုင်းနဲ့လိုက်ပို့ပြီးအလီယန်နဲ့လိုက်ပို့ပြီးဒါပဲအခုကျဘာထက်လှုပ်လဲဆိုတော့ တော်နေပြီးတော့ government contract တွေရှိတယ် government contract ဆိုတော့တို့ USSO ရနေပြီးတော့တည်ရင်းနဲ့ပြည်စီရေပို့ရင်းနဲ့ goods တွေရှိတယ်ဗျာဆိုတော့ဒါမျိုးကောင်တွေကိုတို့ကနေပြီးတော့ contract ချပေးပြီးတော့ကြလေလံဆွဲခိုင်းတယ်ဆိုတော့ဒါမျိုး contract တွေကိုပါခက်ကာကိုရီယန်ကရအောင်ဆွဲပြီးတော့ကြတော့အဲ့ဘက်လိုက်မှာဝင်ချေတယ်အချုပ်ပြောရမယ်ဆိုရင်တော့ဒီလိုပုံစံနဲ့ပဲဇာတ်တိုက်ကျုံရင်းယုံရင်းကနေပြီးတော့1968ခုနှစ်အရောက်မှာ Dubai နဲ့ TIA company ကို Trans America Corporation ကနေပြီးတော့ ဒေါ်လာ104တန်းတိတိပေးပြီးဝယ်သွားတယ်ဒီနေရာမှာ mesmer ကို deep transition ဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်နည်းနည်းလေးထပ်ရှင်းပြမယ်တချို့ထင်မှားရှိတယ်ဗျာကျွန်တော်ပြောတာဒီ cut category ကဒီဒေါ်လာတန်း100လုံးခက်လျှောက်လုပ်မယ်ပေါ့ဥပမာမင်းတို့ဒီမှာဒါ5ဘန်းအကောင်ငါထည့်ဦးမင်းတို့ဒီပတ်စံနေထည့်လိုက်ကျွန်တော်ပြဘလို့ရအောင် သူတို့ US မှာ test ကနေရာတိုင်းမှာကောက်တယ်အခုဒါမျိုးဖြစ်သွားတဲ့ transaction ပေါ်မှာလည်းသူတကယ်တကယ် test ပေးရမယ်ဆို40ရာခိုင်နှုန်းလောက်ပေးရမှာရတာမှာတန်းတရာကျော်သူတို့ test က40ရာခိုင်နှုန်းပြန်ပေးရတော့ဒေါ်လာတန်း40လောက်က၄ရာမှာပျောက်သွားပြီဆိုတော့သူကဒီကောင်ဘလို move နဲ့ရွှေ့ပြီးရှောင်လဲဆိုရင်ရတော့သူရှင်းတယ်သူ company ကို weather company အတစ်ဖြစ်တဲ့ Transamerica Corporation company ရဲ့ stock share ရဒေါ်လာတန်းတရာကျော်ကိုတောင်းတယ်သဘောတရားတကူကသူပတ်စံမလို့ရင်ပတ်စံမပေးနဲ့ဒီသူ့ကိုဝယ်မယ်ဆိုရင်ဝယ်အဲ့ဝယ်တဲ့ company ရဲ့ share ရည်သူလိုရင်တာဒါပဲအဲ့တော့ okay media ရှိရသူတခြား venture စသစ်ထက်ဝယ်နေပြီဒါဝင်လေသူတခုဝယ်ဖို့ပတ်စံလိုရည်ဆိုရင်ညာဒါဘယ်လို cash ရောက်လို့မလဲ media ရှိရအဲ့ကြံကျွန်တော်ပြောဆောင်းတဲ့သူ share ရည် partial ခွဲရောင်းအောင်ရောင်းမရောင်းရလဲဒီ share ရော leverage ထားပြီးရဆိုင်ရဆိုင်ရလက်ခံတဲ့ bank နေစီမှာသွားပေါင်လိုက်ကျွန်တော်ရှိမှရှင်းပြခဲ့ real estate ကိစ္စရရှိပြီသားဒီမှာဆိုရင်သူတို့ leverage ထားတဲ့ကိစ္စရအိမ်ကြီးခြံနေထားတယ်အခုလက်ရှိခက်ကာကိုရီယန် case မှာကြတော့ဒါသူ binance stocks တွေကိုကျွန်တော်ပြောတာ leverage ထားပြီးလိုသလောက်ပတ်စံကြီးရနေတာပဲမလို့လေ โอเคဆိုတော့ဒီ test write off case တွေဆွဲဆန်တဲ့ case တွေခဏထားပါကျွန်တော် cap category ရဲ့ဘဝဝယ်ပြန်သွားရမယ်ဆိုရင်လက်ရှိသူအခုလိုမျိုးဒေါ်လာ100ကျော်ရသွားတဲ့အချိန်မှာသူ့အသက်ကိုကြည့်မယ်ဆိုရင်52နှစ်ဖြစ်နေပြီဗျာဒါမှန်လူတယောက်အတွက်ဆိုရင်တော့အသက်ကလည်း90ကျော်ပြီအဲပြီးရင်ဒီဒေါ်လာ100ဆိုရင် amount ပါဗျာဘလို့သုံးမလဲဆိုကျွန်တော်မျိုးရှင်းရှင်းနေပြီကျွန်တော်အိမ်တွေဝယ်မယ်ကားတွေဝယ်မယ်တခြား luxury ပစ္စည်းတွေဝယ်လိုက်မယ်ခင်ဗျဖြုံးလန်အောင်ဒေါ်လာ100,000 500,000လောက်အေးကြံတဲ့ပတ်စံကိုမှကျွန်တော်တို့ဘာလုပ်မလဲဆိုရင် invest ပြန်လုပ် အပြင် cash flow ပြန်ဆောင်ဒီလိုမျိုးဆိုရင်ခင်ဗျားတသက်တယ်မဟုတ်ကျွန်တော်ပြောနောက်ဆွေစဉ်မျိုးဆက်၄၅60လောက်ဒီ easy စားလို့ရတဲ့ကိစ္စဒါပေမဲ့ cat categorian ကတော့ cat categorian ဆိုသူ့ဘဝအခုမှစရလို့ယူဆထားပုံရတယ်ဒီသူရထားတဲ့ပတ်စံဒေါ်လာတန်းတရာကျော်အလုံးနီးပါးကို Las Vegas မှာသွားပြီး gambling လုပ်တယ် gambling လုပ်တယ်လို့ပြောရတဲ့အချိန်မှာ mixer မြင်တဲ့ casino တွေသွားပြီးတော့ cat categorian gambling လုပ်တယ်လောင်းကစားလုပ်တယ်ဒီလိုပဲမြင်မယ်တဲ့ကျွန်တော်ပြောရတဲ့ကိစ္စကဒီသူ့ဘဝသွားလောင်းလဲဆိုတော့ Las Vegas မှာရှိတဲ့အင်ချန်မျိုးသွားလောင်းတာ Vegas ကအခုချိန်ကြည့်မယ်ဆိုတော့ကြည့်ရတော့စီးရဗျာဆိုတော့ အဲခက်ခါကိုရီယန်တို့ခင်မှာရှင်းရှင်းပြောရရင်အဲ့လောက်ကြီးမရှိဘူးဗျာ6ကက်နေတယ်ပြီးတော့တို့စောက်ထားတဲ့ဒဲကန်နာရရဲမှာဆိုတော့ရှိသမျှပတ်စံအားလုံးနှီးပါ့ကိုဒီမှာဝင်ကျုံးတယ်ဆိုတော့ကျွန်တော်ပြော gambling လောက်တာပဲလीနောက်ပြီးရင်ဘာထက်လုံသေးလဲဆိုတော့1969ခုနှစ်မှာတကဘာလုံးမှာအကြီးဆုံးမှာဆိုရဲ The International Hotel ကို Las Vegas မှာပြစ်ဆောက်တယ်ဟိုတယ်ဆိုပေမဲ့လေဟိုတယ်တည်တယ်မဟုတ်ဘူးဗျာကျွန်တော်ဟိုတယ်ဆိုလည်းဟုတ်တယ်နောက်တစ်ခါအထက်မှာဘာတွေပါတယ်ဆိုတော့ကာစီနိုတွေပါတယ်အဲပြီးတော့ခင်ဗျာလောင်းစားလောက်ရတာဂမ်လင်းလောက်ရတာပြင်းပြီဆိုရင်တခြားတွဲကြည့်လို့ရမယ် entertainment centers တွေပါတယ် နောက်ပြီးရင်ဒီထဲမှာကျွန်တော်တို့စားတောက်ဆိုင်တွေပါတော့ညာအကုန်ပါတယ်ရှင်းရှင်းပြောရမယ်ဆိုရင်တော့ဒီ gambling သမားတွေအတွက်လိုအပ်တာမရှိအောင်ဒီအပြည့်စုံစီစဉ်ပေးထားတဲ့ဝင်ပြီးရင်ပြန်မထွက်ချင်လောက်ဒီဆွဲဆောင်နိုင်တဲ့ paradise လို့ပြောလို့ရတယ် ဒီ hotel ဖွင့်ပွဲလုပ်တဲ့အခါမှာလဲဒေါ်လာတန်ပေါင်းများစွာအကုန်ခံပြီးတော့အဲဒီခေတ်အဲဒီအချိန်မှာနာမည်အရင်ကြီးတဲ့ Elvis Presley နဲ့တခြား celebrity အများကြီးကိုဖိတ်ပြီးတော့ public attention ယူတယ်။အချို့ပြောရမယ်ဆိုတော့သူထုံးစံအတိုင်းပဲ aggressive ဖြစ်ဖြစ်နဲ့ strategic move တွေတစ်ခုပြီးတစ်ခုဇက်တိုက်ရွှေ့ရင်းဇက်တိုက်ကျုံရင်းယုံရင်းကနေပဲနောက်၃နှစ်အကြာမှာဒီ hotel ကို Hilton Group ကနေပြီးတော့ဝယ်သွားတဲ့အတွက် ဒီ deal ပေါ်ကနေလဲခက်ခက်ကိုရီယန်ကဒေါ်လာတန်းရာချီပြီးတော့ကိုအမျက်ကျန်လိုက်တယ်သူအနေနဲ့ကျွန်တော်ပြောတာဂျားထဲမှာစားလာနှစ်ပင်လောက်ရှိပြီဆိုတော့သူ AC နားလိုက်လို့ရပြီဆိုပေမဲ့ဆရာသမားကဒီမှာနားဖို့အစီအစဉ်မရှိသေးတဲ့အတွက်1983ခုနှစ်မှာ ဒုတိယအကြိမ်ထပ်ပြီးတော့တကဘာလုံးမှာအကြီးဆုံးမှာဆိုရဲဟိုတယ်ဖြစ်တဲ့ MGM Grand Hotel ကိုထပ်ဆောင်ခဲ့တယ်။ Infrastructure နဲ့ run နဲ့ပုံစံတော့ရှိရဟိုတယ်နဲ့အတူတူပဲ။ကျွန်တော် hotel ဆိုမဲ့အထက်မှာ casino ပါတယ်၊ bar ပါတယ်၊ restaurant ပါတယ်၊တခြား entertainment center တွေပါတယ်၊အကုန်ပါတယ်ဗျ။ကျန်းသာဆက်မသွားခင်မှာခက်ခါကိုရီယန်ကိုဒီနေ့ဒီချိန်ဒီနေရာမှာဒီလိုမျိုးထိကျန်းလာအောင်အဓိကလှုပ်ပေးခဲ့တဲ့ strategy တစ်ခုနဲ့ကျွန်တော်ရှင်းပြခြင်းတယ်။သူကဘယ်လိုလဲဆိုတော့သူလုပ်ငန်းတစ်ခုကိုကြည့်လိုက်တယ်။ဒီလုပ်ငန်းကတိုင်ပြောင်းနေတယ်ဗျ။လွယ်အောင်ပြောရရင်တော့ဒါမှမဟုတ် under value ဖြစ်နေတယ်။သူအနေနဲ့ဒီလုပ်ငန်းကိုကြည့်ပြီးအားနည်းချက်တွေသူ spot လုပ်လို့ရတယ်။သူဝင်ပြီးဖြုတ်လို့ရမယ်လို့ထင်နေဆိုရင်သူပြုတ်ဝဲလိုက်တယ်။ဝယ်ပြီးတုံးစံတိုင်းမှာသူက strategy move တွေတစ်ခုပြီးတစ်ခုရွှေ့တယ်။ plan တွေတစ်ခုပြီးတစ်ခုချပြီးရောကြာဒီကောင်ကိုရသလောက်ဈေးဆွဲတင်တယ်။အဲ့လိုမျိုးလုံနေစဉ်ကာလဆက်ကြတော့တွေမှာသူကုံထားတဲ့ pattern တွေရှိမှာဗျာ။ဝန်ထမ်းဖို့ရဟိုဘေးတွေပေးရတာရောဘာညာဆက်တင်ဒါမျိုးတွေရှိမှာဒါတော့ဒါပေမဲ့တစ်ခုရှိရလို့ဒီလုပ်ငန်းကသူပုံမှန်သူထင်တဲ့ value တစ်ခုကိုပြန်ရောက်ပြီဆိုရင်သူကလုံးလုံးကြီး100% risk ဆက်မယူတော့ဘူး။လို့ဆိုရင်သူ pine state ကဒီလုပ်ငန်းထဲမှာထားပါတော့100%အပြည့်ရှိရသူ100%ထပ်မယူတော့ မြို့ပဲနဲ့90ရာခိုင်နှုန်း60ရာခိုင်နှုန်းလောက်ကိုတခြား partner တွေခေါ်ပြီးတော့သူတို့ခွဲပြီး risk ခွဲပေးလိုက်။အဲရောင်မီထရလာတဲ့ passenger ပို့မှာသူကတခြား venture စသစ်တွေထပ်ဝင်တယ်။တခြားနေရာမှာထပ်ပြီးအလို့တွေထပ်လုပ်ပြီးအဲ့ဘက်မှာထပ်ကျုံတယ်။ဒီလိုမျိုးပေါ့။ဒါပေမဲ့တခုထူးဆန်းတာကကြတော့အခုသူနောက်ဆုံး hotel ဖြစ်တဲ့ MGM Grand Hotel မှာသူ10နှစ်ကျော်ကြာတဲ့ဒီကောင်ကြီးကိုဟိုးထားတယ်။ဖြစ်နိုင်ခြင်းများတာတော့ဒီသူ့ကို billionaire stranger ဆိုရင်ပို့ပေးခဲ့တာကတခြား investment တွေထပ်စားတယ်။ဒါမျိုး hotel chain တွေကဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကိုသွားပြီးတန်ရုံစင်တွေ့ပြီးကင်ထားလိုက်တယ်ပဲမြင်တယ်။ ါမှမဟုတ်ဒီဘက်ကလည်း profit မျိုးမျိုးရနေမလို့ချင်းဘူးဒါမျိုးကြီးလည်းပါမှာပေါ့လေဒီလိုနဲ့နေလာရင်ကနေ November 27 1980မှာ Las Vegas အတွက်အဆိုးရွားဆုံးကိစ္စတစ်ခုဖြစ်သွားတယ် Las Vegas တစ်ခုလုံးလို့ခြုံငုံပြောရတဲ့စာရင်ကျွန်တော်တို့ Cat Cargorian အတွက် cancel မိုးမောင်ကြတဲ့ကိစ္စလို့ပြောရင်ပုံမှန်နေမယ်အဲ့ဒါဘာထပြည့်သွားတာလဲဆိုတော့ကျတော့ Dubai နဲ့ MGM Hotel တစ်ခုလုံးကဆိုးဆိုးရွားရွားမီးလောင်သွားတာ ဒီတိုင်းမီးလောင်နေဆိုရုံပဲလောင်နေဆိုရင်ကထားအောင်ပြဿနာမရှိဘူး။ဒါဆိုကျွန်တော်ပြောတာသူသွင်းတိုင်း insurance policy ရှိတယ်။သူတို့ဘက်ကနေပြီး percent တစ်ခုတည်းပြန်ပြီး cover လုပ်ဝင်မယ်။နောက်ပြန်သူအခုလိုမျိုး delivery ဖြတ်လာခဲ့ရင်သုံးဖို့အတွက်ရန်ထား contingency fund ရှိတယ်။ဒါဒီတရားရင်ဆွဲထုတ်လုံးစရာရှိရလို့ပြင်နောက်တစ်ခေါက်ပြန်ကျုံလို့ရကျွန်တော်ပြော AC ပဲဒါပေမဲ့အခုပြဿနာကဘာလဲဆိုတော့ဒီသူ hotel မီးလောင်တဲ့နေရာမှာသူ hotel မှာတဲ့နေတဲ့လူ85ယောက်သေသွားတယ်နောက်ပြီးတော့ဒဏ်ရာရတဲ့ကောင်တွေဆိုရဲလူတစ်ထောင်ကျော်ရယ်ဗျနောက်ပြီးအစိုးဆုံးတစ်ခုကကျအခု short သွားတဲ့သူတွေထဲမှာဘယ်သူတွေပါလဲဆိုတော့ ဒေါ်လာသန်းပေါင်းများစွာချမ်းသာတဲ့မီလီယံနာတွေပါတယ်။နောက်ပြီးတော့နယ်ပယ်တိုင်းမှာထိတ်ဆုံးရောက်နေဆရာဆရာကြီးပါဆိုတဲ့ကောင်လေးပါသွားတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ကျန်ခဲ့တဲ့မိသားစုတွေကနေပြီးတော့ဘယ်ပြောကောင်းမလဲဒီခက်ကာဂိုရီယန်ကိုရော MGM Grand Hotel ကိုရောဆောင်ရမ်းကျန်းနဲ့ Loss Story အောက်မှာဆွဲကပ်ပြီးတော့ Share Plan နဲ့တရားဝိုင်းဆွဲအချုပ်ပြောရမယ်ဆိုရင်တော့တို့တရားဝိုင်းဆွဲကြဘယ်လောက်တောင်ဆိုးလဲဆိုတော့အမှုပေါင်း1350ကျော်ရတယ်။အဲ့ဒီအချိန်မှာ AK ကအဲ့ US တမိုင်းကြောင်းတစ်လျှောက်လုံးမှာအကြီးဆုံး civil litigation case လို့ပြောမယ်ဆိုရင်လည်းမမအောင်ဒီလိုမျိုး media တွေကတော့ US အစိုးရကိုနိုင်ကပါသူဝိုင်းဖိနေတဲ့အခါကျတော့သူစီမှာထဲတိုင်း investor တွေရှိတယ်သူတို့ပတ်စံချိပေးထားတဲ့ bank တွေရှိတယ်ဒီကောင်တွေကပါဇိုတင်းဖြစ်ပြီးတော့သူတို့သူ့စီကနေပတ်စံကိုဇိုတင်းတွေပြန်တောင်းရပြန်လိုရညာဒါမျိုးတွေဖြစ်ပြီးတော့အကုန်လုံးကနေပြီးတော့နီးမျိုးစုံနဲ့ခက်ကဂိုရီယန်ဝိုင်းရိုက်ကြတယ်ဒီအချိန်မှာလူတွေကိုသွားပြီးတော့မင်းကွန်းထုတ်ကြည့်မယ်ဆိုကျွန်တော်10ယောက်မှ9ယောက်လောက်ကတော့ခက်ကဂိုရီယန်ကတော့သူ့ခေကုန်းသွားပြီဒီဘက်ကတော့ဂျိုးကြီးဒီဘက်ကတော့လစ်ပြီးပြန်လာတဲ့လမ်းမရှိဘူးဒီလိုပဲထင်ကြပါ ျွန်တော်ပြောသူတို့ဒီလိုတင်နေဆိုတော့အထူးဆန်းတော့မဟုတ်ဘူး။ Cat Gregorian ရဲ့ပိုင်ဆိုင်မှုတွေ network တွေဆိုတာကသူကအခုသူလောက်ထားတယ်ကျွန်တော်တို့ hotel brand chain တွေနောက်ပြန် casino တွေမှာအကောင်လုံး all in one ပြစ်ကြုံတာ။ဒီကောင်တွေကြိုးရဆိုရင်သူလည်းကြိုးပြီ။ဘာဘာမှလုပ်လို့မရဘူးကျွန်တော်တို့အကောင်လုံးအတန်းလိုက်ရင်ဒီပါလိခံရမှာ။ဒါပေမဲ့လူတွေမသိရတဲ့ခုက Cat Gregorian ကလုံးဝ fighter hustler ကျင်းတဲ့ကြက်တဲ့ရောက်တိုင်းသာသူကဘေးစကားတွေနားရအောင်ပြီးတော့လွယ်လွယ်ကူကူနဲ့လက်လျှော်ကြီးအရှုံးပေးကြီးဆိုဒီနေ့ဒီအချိန်မှာသူရောက်နေတဲ့ position တော့သူရောက်လာမယ်ကောင်မဟုတ်ဘူး။ အဲ့ဒါကြောင့်လဲခက်ခက်ဟိုရီယန်ကသူမအိုသေးဘူးဆိုတော့ပြဖို့အတွက်လူတွေကောင်လုံး surprise တိုက်ဖို့အတွက် share mic ရဲ့ strategy တစ်ခုနဲ့ပြန်ထွက်လာတယ်။လောလောဆယ်မှာသူ့ကိုတရားစွဲထားတဲ့အမှုပေါ်ကအခုတစ်ထောင်ကျော်တယ်။အဲ့ဒီ loss ratio ရနေပြီးတော့သူစီကတောင်းထားတဲ့ percent ကြီးကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ဒေါ်လာတန်း100ကျော်တန်း300ပဲကြာတယ်အဲ့လောက်သွားရှိမယ်သူပေးထားတဲ့ insurance fees တွေတွင်းထားတဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ဒီဘက်ကနေသူ percent ပြန်ရမယ်ဆိုရင်ကျွန်တော်ပြောတာ percent တစ်ခုပဲလीကျွန်တော်တော့သူ8ဆယ်ရမှာပဲအဲ့တော့ကျသူဘာလုပ်လဲဆိုတော့ကျသူရှေ့ရရှင်းရှင်းလေး ဒီ loss တွေသူ့တရားစွဲတဲ့ကိစ္စတွေဆိုတော့ကျွန်တော်ပြောတပတ်နှစ်ပတ်တလားနှစ်လားနဲ့ပြီးသွားတဲ့ကိစ္စတွေမဟုတ်ဘူး။ဒါမျိုး high profile case တွေဆိုတော့6လတစ်နှစ်နှစ်နှစ်တန်ပြီးအရှိန်ဆွဲဆန်လို့ရတဲ့ကိစ္စတွေအရင်ကြာတယ်ဗျာ။ဆိုတော့ final decision မချခင်မှာဟိုသွားရမယ့်လမ်းကြောင်းတစ်ခုကအရှိန်ကြီးပဲ။ဆိုတော့ကြတော့သူတွေးတာကကြတော့ဒီသူ track ရမယ့်ပတ်စံတွေပေးရမယ့်ပတ်စံတွေကိုသူတတ်နိုင်တဲ့လောက်ဆွဲဆန်မယ်။ဆွဲဆန်ပြီးတော့ကြတော့သူရရမယ့်ပတ်စံတွေကိုကြောင်းမြန်မြန်ရအောင်လုပ်မှာ။သူအဓိကပတ်စံပေးနေတဲ့အလုပ်ကဘာလဲဆိုတော့ hotel hotel တွေရဲ့ casinos တွေရဲ့ deep branching လောလောဆယ်မှာဒီ branching ကိုအစိုးရဘက်ကနေပိတ်ခိုင်းထားတယ်ဆိုတော့သူကနေပြီးတော့ဒီ government ဘက်က shutter လိုရင်းနဲ့ညှိညှိပြီးတော့သူ hotel ပေါ်မှာလှုပ်ထားတဲ့ limitation တွေသူ hotel ပေါ်မှာပိတ်ထားတဲ့ permit တွေကိုသူရအောင်ပြန်ယူပဲယူပြီးတော့じゃနောက်ဆုံးမိတ်သူ့မှာကြံနေတဲ့ contingency fund တွေကသူ့မှာကြံနေတဲ့ပတ်စံအားလုံးကိုမိလာသွားတဲ့ hotel ကိုအစားဆုံးနောက်တစ်ကြိမ်အစ်စ်ပြန်ဆောက်ပြီးတော့ပိုပြီးကောင်း aggressive ဆန်နေတဲ့ hotel ကိုသူအကုန်ပစ်ကြုံတယ်ကျွန်တော်ပြောနောက်တစ်ကြိမ်မိလာအောင်မလောင်ဘူးဘယ်ကောင်မှမသိဘူးသူကသူလောင်ရင်လောင်မယ်မလောင်ရင်မလောင်ဘူးအဲ့ဒါပြဿနာမို့အဓိကလောင်ခဲ့တယ်ဆိုရင်တောင်မှ အခုလိုမျိုးရုပ်ပြဆင်းပြကြီးစိုးစိုးရွားရွားကြီးမကျိုးအောင်သူ့ဘက်ကနေပြီးတော့ precaution တွေလုပ်ထားကြအောင်သူ့ဘက်ကနေပြီးတော့ဘယ်လိုမျိုး fire access ကြောင့်ဒီ upgrade လုပ်ပေးထားကြအောင်ဒါမျိုးကိုသူကနေပြီးတော့ public မှာပြကြတာဒီနေရာမှာခက်ခက် Korean တွေ့ရတော့ရှင်းတယ်ကျွန်တော်မျိုးဆင်းစားကြည့်လိုက် gambling addict တမားတွေဆွဲနေတဲ့သူတွေဆိုတာကဒါသူတို့ဆော့နေတဲ့ casino ကြီးသူတို့ဆော့နေတဲ့ hotel ကြီးမီးလောင်သွားရုံမကလို့မိုးကြိုးပဲပြစ်ပြစ်ကျွန်တော်ပြောရကြားရဲကြောက်လို့ဆိုပြီးနားလေအနည်းဆုံး6လ9လပဲဗျာ ပြန်ချင်းနေတဲ့တို့ပြန်လာရမှာပဲဆိုတော့ဒီလူတွေ Las Vegas ကိုရောက်ပြီဆိုတဲ့အခါမှာတကဘာလုံးမှာအကြီးဆုံးမှာဆိုရင် Khat Kagorian Hotel ကလွဲပြီးတို့မှာရွေးစရာ option များများဆဆမရှိဘူးဒါရီကြောင့်လဲ Kagorian ကနေပြီးတော့သူမှရှိသမျှပတ်စံအားလုံး all in ဝင်ကျုံပြီးတော့နောက်တစ်ကြိမ်ဒီ hotel ကို renovate ပြန်လုပ်ပြီးတော့အသစ်ပြန်ဖွင့်တယ်အချုပ်ပြောရမယ်ဆိုရင်တော့ Khat Kagorian ကဒီလိုပုံစံနဲ့ပဲ all in ဝင်ကျုံပြီးတော့ဒါ share plan နဲ့ပြန်ကျုံရင်ရုံးရင်းကနေပြီးတော့နောက်9နှစ်အကြာ1985ခုနှစ်အရောက်မှာတော့ Dubai နဲ့ MGM Grand Hotel ကို Bali Manufacturing Group ကနေပြီးတော့ဒေါ်လာ994တန်ပေးပြီးဝယ်သွားတယ်။ဒီရရရပတ်စံနေတဲ့သူ့ကိုတရားစွဲထားတဲ့ကိစ္စတွေတခြားဘဏ်ကိုဆက်စရာရှိအကျွေးအလုံးပြန်ရှင်းနေ။ရှင်းပြီးအပေါ်ထွက်လာတဲ့ပတ်စံသူ့လက်ထက်ပြန်ရောက်လာပြီး capital တခုပြန်ရှိလာပြီဆိုတော့ဒါဘာပဲပြောပြောသူကတော့ back contract ပြန်ဖြစ်သွားပြီပြောလို့ရတယ်။ဆိုတော့ဒီရောင်းဝယ်ဖြစ်ပြီးတော့အချိန်မှာခက်ခါကိုရင်းအသက်က80ကျော်နေပြီဆိုတော့ကြတော့ဗျတော်တော်များများကတော့ခက်ကတော့ဒီလောက်နေအနိုင်နဲ့ပိုင်းသွားပြီအနိုင်နဲ့တိမ်သွားပြီဆိုပြီးတော့ထင်းနေကြတဲ့အချိန်မှာ ဆရာသမားကဘယ်သူမှမတွေးဘူးတဲ့ရှူတော်ကနေပြီးတော့ share mic တဲ့ strategic move တွေတစ်ခုပြီးတစ်ခုဇက်တိုက်ရွှေ့တယ်။အဲ့ဒါ Brian ဆိုတော့1993ခုနှစ်မှာနောက်ထပ် MGM Grand Hotel တစ်ခုကိုတကဘာလုံးမှာအကြီးဆုံးဆိုတဲ့ hotel ဖြစ်အောင်နောက်တစ်ကြိမ်ထပ်ဆောက်တယ်။ဒါရင်မကာသေးပဲနဲ့2000ခုနှစ်ကစားပြီး bari set လုပ်သေးလဲဆိုတော့ Mirage Resort နဲ့ Mandalay Resort ပိုင်ထားတဲ့ company တွေကိုတစ်ခုပြီးတစ်ခု light ဝယ်ပြီးအကုန်ပတ်သိမ်းတယ်။ကိုလိုမျိုးသူ light ဝယ်ထားတဲ့တကွဲတပြားစီ꿰နေတဲ့ company အသေးလေး resort အသေးလေးကိုစုပြီးပါထက်လုပ်လဲဆိုတော့ကြတော့ MGM Marash လို့ခေါ်တဲ့ main company တခုထောင်ပြီးတော့အဲ့ company ကနေပြီးအားလုံးပတ်ထိန်တယ်။သဘောတရားတစ်ခုပါဗျာလွယအောင်ပြောရရင်တော့ Khatkha Korean ရဲ့ main company အောက်မှာအခုဘာတွေရှိနေပြီလဲဆိုရင် hotels, casinos, restaurant, real estate တခြား retail ventures တွေနဲ့ entertainment sector တွေအများကြီးပါတဲ့ supply chain တစ်ခုလုံးကသူကကောက်ပြီးထိမလိုက်တာအဲ့တော့အချို့ပြောရရင်တော့အခုလိုပုံစံနဲ့ပဲ Vegas တစ်ခုလုံးကအကြီးဆုံးမှာဆိုရဲ hotel တွေ casinos တွေအားလုံးကသူ့အိတ်တွေကောက်တယ်ဒီမှာရင်အားမရသေးတဲ့အခါကျဆရာသမားကဘာထက်လုပ်သေးလဲဆိုတော့ကြတော့အခုလိုမျိုး Vegas တွေမှာပဲနဲ့တကဘာလုံးမှာရှိရဲ casinos တွေအားလုံးကသူကနေပြီး license လိုက်ပြီးသဘောတရားတစ်ခုကခင်ဗျားဘယ်စံရှိရဲခင်ဗျားဒီခက်ကာကိုရီးယားနဲ့တွဲပြီးအလုပ်လုပ်ချင်တယ်ဆိုရင်ဆိုင်ရဆိုင်ရ amount တစ်ခုပေးလိုက်လို့ရှိရင် तू ကနေပြီးတော့ဒါသွားရမယ့် land ရောင်းတို့ ram infrastructure တို့ချပေးဒါမျိုးပေါ့ဆိုလိုမျိုးစီးပွားရေးဘက်မှာ business ဘက်မှာရွှေ့သမျှဖြစ်နေတယ်ဘယ်ကောင်နဲ့ပဲရှင်ရရနောက်ဆုံးပိတ်မှာ cut category ရမယ်နိုင်ပြီးတော့ market တစ်ခုလုံးတင်းသွားတယ်မင်းမူသွားတယ်ဆိုပေမဲ့ဒါအားလုံး perfect ဖြစ်နေရမျိုးတော့မဟုတ်ဘူးဘယ်လိုဆိုကျွန်တော်သူ personal life left life ကိုကြည့်မယ်ဆိုရင်ဆရာသမားအချစ်ဆုံးသမား cat category ကိုကြည့်မယ်ဆိုရင်ကျွန်တော်ပြောရဆိုစီးပွားရေးပဲချိန်ပေးနေရများတယ်။နောက်ပြီးတော့အလုပ်ကိစ္စအတွက်လည်းခီးရခန်းတော့ထွက်နေရများတယ်။ဆိုတော့ထားပါ အချို့ပြောရရင်တော့သူအိမ်အောင်၄ချိန်ပြတယ်၄ချိန်လုံးကွဲတယ်အဆိုးဆုံး case ကကျတော့သူနောက်ဆုံးအိမ်အောင်နဲ့နောက်ဆုံးအိမ်အောင်နဲ့ကတလပဲပေါင်းလိုက်ရတယ်ကွဲသွားတယ်အဲဒီကွဲသွားတယ်သူ ex wife ကနေပြီးဘာလုပ်လဲဆိုတော့ကျတော့ဒီကလေးတယောက်ကိုသူကလေးမဟုတ်ပဲနဲ့သူကလေးပါလှုပ်ပြီးတော့ကျတော့တလတလောက်ဒေါ်လာ3သိန်းကျော်တောင်းပြီးတော့ဒီဘဝကနေသူငွေထွက်လာဦးညက်တယ်ဒါမဲ့ခက်ကာကိုရီယန်ကတော့ခက်ကာကိုရီယန်ဆိုတော့ဒုံးစံတိုင်းသူ့ကိုဒါမျိုးသွားလို့လို့မရဘူးလीအဲ့တော့သူဒီ case ရခိုးလုံးအလွတ်ကျွေရအောင်ဖြီးသွားတယ်အားလုံး AC ပြီးသွားတယ် အဲသူ့မှာတာသမီကြည့်မယ်ဆိုရင်ရော230ကျော်ပေါင်းခဲ့တယ်ဒုတိယမိန်းမနဲ့ရထားတဲ့သမီးနှစ်ယောက်ရှိအဲ့ဒါပဲအချုပ်ပြောရမယ်ဆိုရင်တော့ Cat Kagorian တဲ့ယောက် John 25 2015ခုနှစ်သူ့အသက်68နှစ်မှာပဲတည်ဆုံးသွားခဲ့တယ် သူတည်သွားပြီးတဲ့အချိန်မှာသူ network ကိုကြည့်မယ်ဆိုရင်ဒေါ်လာ4ဘီလီယံကျော်ထိချမ်းသာနေပြီဆိုတော့သူတည်တန်းသားတွေမှာဒါတွေဘလို့ allocate လုပ်တော့လဲဆိုတော့ကျွန်တော်နည်းနည်းလေ့ရှင်းပြမယ်အဲဆိုတော့သူမှာရှိတဲ့သမီးနှစ်ယောက်ရှိတယ်ဒီသမီးနှစ်ယောက်အတွက်ကိုသူကဒေါ်လာ1ဘီလီယံကျော်တန်တဲ့ real estate portfolio တစ်ခုပေးသွားတယ်အဲသူတို့ကသူတို့အစင်ပြီးသူတို့ထပ်ပြီး manage တို့ပို့နောက်ပြီးတော့ကျတော့ဒီကြံတဲ့ပတ်စံမှန်သမျှအားလုံးကိုကျတော့သူ trust fund တစ်ခုစောက်ပြီးတော့ကျတော့တကယ်တကယ်လိုအပ်တဲ့နေရာတွေကျောင်းဆောက်ဖို့တွေဆေးရုံဆောက်ဖို့တွေနဲ့ပြီးရင်တခြား charity event တွေမှာသုံးဖို့အတွက်သုံးပါဆိုပြီးတော့သူမှာပါတယ် ဒေဗီကတော့ဘဝကိုတုံညာစခဲ့ရတဲ့သူတယောက် spotlight မကြိုက် media မကြိုက် bar attention မှာမကြိုက်ဘဲနဲ့ရွှေ့ဆရာရှိရ AC ရွှေ့ရင်းနဲ့ Las Vegas က gambling industry တခုလုံး manually sort တယ်လို့ sort ရင်းနဲ့မင်းမှုသွားခဲ့တဲ့သူတယောက်ဘလောက်ပဲကျင်းနေကြတဲ့ရောက်နေနေဘလောက်ပဲတိုင်ပြောက်နေနေဘလောက်ပဲ Austria တို့နဲ့ against တို့နေနေအရှုံးမပေးဘဲနဲ့ပြန်ကျုံရင်းရုံးရင်းနဲ့လမ်းကြောင်းပေါ်အများကြီးပြန်တက်လာတဲ့သူတွေရောက်သူတည်ဆုံးသွားပြီးတဲ့နောက်မှာလည်းသူပိုင်ဆိုင်မှုထက်ဝက်ကျော်ကိုလိုရဲနေရာမှာလှူဖို့အတွက်ခြံထားပေးခဲ့တဲ့သူတစ်ဖြစ်လည်း ဘီလီယံကကာဂိုရီအကြောင်းတွေကိုကျွန်တော်သိသိရှင်းပြသွားတာဖြစ်ပါတယ်ကိုယ်တော်မြတ်မိတ်ဆွေဘ ഹു တ္တတလည်းရမယ်အုံနာအတွက်လည်းကြိုးရှိမယ်နောက်တစ်ခါဘဝတလန်အတွက်လည်းတစ်ဖက်တလန်အထောက်ကိုပြုပေးမယ် content တွေဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုပြီးအပေါ်မှာပါရဖြစ်ရမယ် live story ကိုကျွန်တော်တို့ဆရာကြီး YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်မိတ်ဆွေနဲ့ဒီ video လေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘ ഹു တ္တတိုးသွားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်ဆုံကြပါမယ်